မင်္ဂလာပါကျွန်တော်ကတော့ရွှေပြည်ပဲဖြစ်ပါတယ်တမလွန်ရေးကိုတမတရားနဲ့ညီကြားပြောတော်သူလည်းဖြစ်ပါတယ်ဒီနေ့တော့ဘာသာတရားအသီးသီးမှာရှိတဲ့လူဟာသေဆုံးသွားသည်နှင့်ဘယ်ဘုံကိုရောက်သွားလဲဆိုတဲ့အကြောင်းအရာလေးကို အနည်းချုပ်လေးပြောပြချင်ပါတယ်ဥစွာကိုကြီးကိုသွေးမြတ်မားတဲ့သူကသူတော်ဘာသာကိုမကိုးကွယ်တော့မှလေးစားမှုရှိရမှာဖြစ်ပါတယ်ကျွန်တော်အနေနဲ့ဘာသာတရားအားလုံးကိုလေးစားပါတယ် ဒီနေ့တော့ဘာသာတရားအသီးသီးမှာရှိတဲ့တမလွန်ရင်းနဲ့ပတ်သက်ပြီးဥစွာဟိန္ဒူနဲ့ဗုဒ္ဓဘာသာကတော့ဆင်တူတယ်ပေါ့နော်။ဘာလို့လဲဆိုတော့တန်တရားလေခြင်းပေါ့။ဖျောင်းတိုင်နှစ်တိုင်တတိုင်ကငိမ့်သွားသည်နဲ့နောက်တတိုင်ကထွန်းလင်းတယ်။တနည်းပြောမယ်ဆိုဒီဘဝအသက်ချုပ်သည်နဲ့ဆာယဘဝမှာသွားရောက်ပြီးတော့မှအသက်ရှင်တယ်။ကျွန်တော်တို့ဒီမှာကတော့32ပုံသားလေးပေါ့။ဆိုတော့ဖြစ်ချင်းရှိရင်ပြက်ချင်းရှိနေမှာပဲ။ နောက်ဆုံးဘာမှမဖြစ်တော့မှဒါလွတ်မြောက်သွားတယ်ပေါ့ဒီမှာလိလာမိတာကတော့ကျွန်တော်တို့ကံ၃ပါးကိုစိတ်၁၂မျိုးပေါ့နော်လောဘဒေါသမောဟစိတ်၁၂မျိုး ਨੇ ကျွန်တော်တို့သမထဝိပဿနာကျင့်ကြအားထုတ်မယ်ဆိုရင်ပထမတစ်ဆင့်သောတာပန်ဒါနိဗ္ဗာန်ကိုအရင်ရောက်ပြီချိန်လန်းရောက်ပြီဖြစ်တယ်မပြီးသေးဘူးအဲ့နောက်မှာတော့တက္ကတကံအနာကံ နိဗ္ဗာန်ဆိုပြီးတော့မှလေးဆင့်ကိုကြော်ဖြားมาဖြစ်တယ်။ဒီနေ့လူဘဝမှာတော့မှဒီသောတပန်ဖြစ်ဖို့မလွယ်ပါဘူး။ဒါကြောင့်မလို့နောက်ဘဝမှာဆက်ကျင့်ဖို့လိုအပ်တယ်ဆိုတဲ့အရာသတိထားစရာနဲ့စဉ်းကျင်စရာလေးကိုကျွန်တော်အနေနဲ့အလေးလာမိပါတယ်။နောက်တစ်ချက်ကတော့အစ္စလာမ်ပါနော်။အစ္စလာမ်ကလူဟာတည်ဆုံပြီးတင်ချိုင်းကိုရောက်သွားတဲ့နေ့ပေါ်ပြဖို့ရခက်ခဲနဲ့လဲတဲ့အသက်ဝိညာဉ်နေနဲ့အသက်ရှင်နေတယ်ဆိုတာသိရတယ်။ တင်းချိုင်းကိုရောက်တည်နေကောင်းကင်တပတ်နှစ်ပါးပေါ်လာပြီးသူ့ကိုမေခွန်းနေမေးဆဲမှဖြစ်တယ်။ဖြေဆိုနိုင်မှုအပေါ်မှာမူတည်ပြီးတော့မှကောင်းကင်ဆိုင်ရာပရင်းတကားကိုဖွင့်ပေးခဲ့တယ်။မဖြေဆိုနိုင်ဘူးဆိုရင်တော့ငရဲနဲ့ဆိုင်တဲ့တကားကိုဖွင့်ပေးခဲ့တယ်။ထိုးပုံတွေတော့မရောက်သေးဘူး။ဒါပေမဲ့ထိုးအချိန်ကလေးကဝမ်းနေခြင်းဝမ်းသာခြင်းတွေကိုစတင်ပြီးခံစားနေရပြီဖြစ်တယ်။အလာရဲ့စီရင်ရာနေ့ရက်မှာတော့ထိုးဆိုင်ရာပုံတွေကိုသွားရောက်ရမယ်ဆိုတာလေးကိုအနှစ်ချုပ်ပေါ်ပြလိုပါတယ်။ ဒါဆိုရင်ခရိယံကိုလို့မေးရင်ကျွန်တော်ဟိုတနေ့ကပြောပြီးသွားပြီဒါပေမဲ့အနှစ်ချုပ်လေးပြန်ပြောပြချင်တယ်ဆိုတော့ခရိယံမှာက Roman Catholic Orthodox နဲ့ Protestant ဆိုပြီးမကိုင်းတုံးကိုင်းရှိတယ်ယာဂိုင်နှုံးရပြောမယ်ဆိုကဘာပေါ်မှာခရစ်ခရိယံဘာသာဝင်နေသုံးပုံတစ်ပုံကျော်ရှိတယ်ထို့သုံးပုံတစ်ပုံကျော်ထဲမှာမှာအခုနက Roman Catholic က90ယာဂိုင်နှုံးကျော်ရှိတယ် အောင်တော်ကဆရာဂိုင်းလုံးကျော်ရှိပြီးတော့မှာခုနပရိုတက်စတန့်တွေကတော့၄၀ရာဂိုင်းလုံးခန့်ပဲရှိတယ်ဆိုတာသိရတယ်ဒီဘာသာဂိုင်းကနာတွေပဲချင်းကစပေါ်လာလဲဆိုရင်တော့သခင်ရှုအသေးကရှင်ပြန်ထားမြောက်ကောင်းကင်ဘုံသို့တက်ကြွသွားပြီးသခင်ရှုရဲ့နောက်လိုက်မှန်းသိရင်ညင်မှနှိပ်ဆက်တက်ဖြတ်ခံရတာနှစ်ပေါင်း300ကျော်တယ်ဒါပေမဲ့ခရိယန်တွေကညော့မသွားဘူး တိုးလာတယ်။နောက်ဆုံးခရီးအညူညှဉ်းပန်းနှိပ်စက်တပ်ဖြတ်ခဲ့တဲ့ယောမအင်ပါယာတစ်ခုလုံးခရီးအံဖြစ်ပြောင်းလဲသွားတော့ဘာသာကြီးလည်းဖြစ်သွားတယ်။ AD 300ကျော်ကလေးကနေစပြီးမှ Roman Catholic ကစနစ်တကျအခြေတည်ပြီးတော့ပေါ်ပေါက်လာတယ်လို့ပြောလို့ရတယ်။ထို့မတိုင်ခင်ကတော့ underground ပုံစံပေါ့နော်။ဒီလိုနဲ့ AD 1000နဲ့90လောက်မှာတော့ all the dog ကခွဲထွက်သွားပြီ။ AD 1500ကျော်မှာတော့ မာတင်လူသာအဖြစ်ဒီ protestant တွေပေါ်ထွက်လာတယ်လို့ပြောလို့ရတယ်ထို့အချိန်မတိုင်ခင်ဖုံးတော်ကြီးတွေကလည်းတမန်ကျမ်းစာကိုဖတ်ရှုခွင့်ရတယ်မာတင်လူသာဘာသာပြန်ဆိုပုံနှိပ်လိုက်တဲ့အတွက်အဲ့နောက်ပိုင်းမှာဂိုင်းကနာတွေများစွာပေါ်ထွက်လာခြင်းဖြစ်တယ်ဆိုတာသိရဒီအခါမှာအခုနကကျမ်းအရေးအတွက်ပြန်ပြောမယ်ဆိုရင် Roman Catholic က83ကျမ်း Orthodox က89ကျမ်းနဲ့ ဒီ protestant လို့ခေါ်တဲ့နှစ်ချင်းအင်္ဂလိပ်က methodist ကတော့66ကျမ်းပဲရှိတယ်။ဒါတွေကို martin luther ကသူက edict လုပ်လိုက်တယ်လို့ပြောဆိုကြပြီမယ်။ကျွန်တော်လေ့လာလိုက်တဲ့အခါမှာ AD 90မှာတော့ယောမတွေကဂျူးတွေကိုပြည်နှံပေးလိုက်တယ်။ AD 90လောက်မှာတော့အခုနောက်ကဂျန်နီယာ JAMNIA ဂျန်နီယာကောင်စီဂျန်နီယာမြို့လေးမှာနော် ဒီ rugby ပေါ့နော်ကျန်းတက်တင်နေရှေးဘိုးဘေးယုံကြည်သူတွေဆုပြီးတော့မှဒီကျန်းတွေကိုတစ်ချိန်သူတို့တီးဖြတ်ခဲ့တယ်ဆိုတာသိရတယ်သူတို့တီးဖြတ်တဲ့အခါမှာမာလခိနောက်ပိုင်းနှစ်လေးရာတိတ်ဆိတ်ကာလပေါ့နော်ဘာလို့လဲဆိုတော့မောရှေတို့အီလီယာတို့ကဲ့သို့ဖျားနဲ့စကားပြောဆိုဆက်သွယ်နိုင်တဲ့ prophet တွေမပေါ်ထွန်းတော့ဘူးထိုကျန်းတွေပယ်လိုက်ခြင်းဟာ BC 200လောက်မှာမှနော်အခုနမက်ဂဘီ တမိုင်းတို့မှာစလို့ဒီကျမ်းကြီးပေါ်လာခြင်းဖြစ်တယ်။ဆိုတော့ထိုချင်း Greek Empire အောက်မှာရှိတယ်။ဒီ Greek ဘုရင်ကဂျူးတွေကိုနှိတ်ကွတ်တယ်။အထူးသဖြင့်ကိုယ်ကိုယ်ယုံကြည်မှုဆိုင်ရာတွေပါသူတို့နှိတ်ကွတ်ခံရတဲ့အတွက်သူတို့တော်လှန်ခဲ့တယ်။ဒါကြောင့်ထိုတော်လှန်ရေးတမိုင်းတွေကိုရေးသားခဲ့ခြင်းဖြစ်တယ်။ထိုရေးသားသူတွေဘယ်သူလဲဆိုတာတော့အတိအကျမသိဘူး။ဆိုတော့တော်လှန်ရေးတမိုင်းပြင်ကိုသူတို့ရဲ့ဩဝါဒတွေပါ ရောပြီးပါလာတယ်။ဒါကြောင့်မလို့နံပါတ်1ပယ်လိုက်တယ်ပေါ့နော်။နံပါတ်1ကတော့တိတ်ဆိတ်ကာလအတွင်းရေးသားထားတာတွေကိုပယ်လိုက်။နံပါတ်2သခင်ယေရှုမှာဆက်လို့တမန်တော်တွေဟောကြားတဲ့အခါမှာဒီကျမ်းကိုကိုးကားခြင်းမပြု။နံပါတ်3ကတော့ခုနဩဝါဒဆရာတွေလွှဲချော်တယ်။ဆိုတော့ခုနကတမန်တော်တွေမှာဆက်လို့သခင်ယေရှုဩဝါဒနဲ့လွှဲချော်တယ်။လူဟာသေဆုံးသည့်နေ့ချက်ချင်းဆရာကောင်းကင်နဲ့ငရေနော်ဘုံကိုသွားရမှာဖြစ်တယ်။ဝရဏာနဲ့အခုပရတိသူဘုံပေါ့။ တော့ဒီ Roman Catholic တွေကတော့ချက်ချင်းမရဏနဲ့ပရဒိသူပေါ်မရောက်သေးဘူးငရဲလေးပေါ့သူကြားစခန်းမှာရှိနေဒါကြောင့်တစ်နှစ်တစ်ခါသွားရောက်မိထုံမိကောင်းရဘုံရောက်ဖို့အတွက်စူတောင်းပေးရတယ်ဆိုတဲ့အရာတွေ့ရတယ်ကျွန်တော်အနေနဲ့ပြောခဲ့ပြီးပါပြီတင်ကြိုင်မိထုံပွဲမလုပ်ရအောင်မဟုတ်ဘူးလုပ်ပါသူတို့ကောင်းကင်ဘုံရောက်ဖို့အတွက်ဆိုတော့မှားတယ် တုတ်တန်39ခုနဲ့မှာတရားတော်သူအောင်းမေတော့ကကောင်းကြီးပေးတတ်၏တနေ့တခါတော့ပုံသတိရတိုင်းမိဘဘိုးဘေးဆရာသမားတွေသွားရောက်ပြီးတော့မှာဂါရဝပြုပါဒါကောင်းကြီးမင်္ဂလာဖြစ်တယ်လို့လည်းပြောဆိုခဲ့ပြီးဖြစ်တယ်ဒါကြောင့်မလို့ဒီအယူဝါဒတွေကရာသူတို့ကအာဒီကျမ်းတွေကိုပယ်လိုက်ခြင်းဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့တော့ တမချန်စာရပြန်ကြည့်မယ်ဆိုရင်သခင်ယေရှုကတထိန်နဲ့လာဇရုအဖြစ်လူဟာသေဆုံးနေနေချက်ချင်းဆိုင်ရာဘုံကိုရောက်သွားကြောင်းအဲမှာမြေကြီးအောက်မှာမရဏဆိုရှိတယ်တထိန်ကြီးကတော့မရဏမှာပဲပြင်းထန်စွာရေတစက်အတွက်ဝေဒနာကိုခံစားနေရတယ်ကြောက်ကြီးပဲခြားပြီးတော့မှဟိုဘက်မှာလာဇရုလေးကအာဗရာဟင်ကိုမှအေးချမ်းစွာနေရတယ်ဆိုတာတွေ့ရတယ်နောက်တစ်ချက်သခင်ယေရှုကားတိုင်းထက်မှာလည်း နော်လူဆိုးကြီးယနေ့ပင်တရား၅နှစ်တူပရတိသူဘုံမှာရှိမယ်လို့ဂတိပေးလိုက်တဲ့အတိုင်းပေါ့နော်ယနေ့ပင်ပေါ့နော်တော်တော်ယနေ့ဆိုတဲ့အရာဘာနဲ့သက်သေထပ်ပြရမလဲဆိုရင်ရှောလူဓမ္မသက်ကိုသွားတဲ့လမ်းမှာတခင်ယေရှုကိုသူမမြင်တွေ့ဘူးလိုက်ပါဘူးဒါပေမဲ့ရှင်ပြန်ထောက်မြောက်ပြီးကောင်းကင်ဘုံရောက်သွားတဲ့ယေရှုကိုသူမြင်တွေ့ခဲ့ရတယ်အဲ့နောက်မှသူ့တက်တာပြောင်းလဲခဲ့တယ်ဆိုသက်သေပဲဒီမှာမှတ်သားစရာတစ်ခုအနေနဲ့ကတော့တခင်ယေရှုအသေးမခံပြီးမှဒီ မရဏပဲအာလုံးသွားရတယ်တက်တာရနဲ့ဒီဝေဒနာခံစားရသခင်ရှုအသေးခံပြီးထိုပရတိသူပုံအနေနဲ့ပြောင်းလဲသွားတယ်ဆိုတာတွေ့ရတယ်ပေါ့နော်တသေးဖန်လည်းကောင်းကင်ကိုမော့ကြည့်တဲ့အခါမှာသခင်ရှုကိုတွေ့တဲ့အကြောင်းပေါ့နော်ဆိုတော့ကောင်းကင်ဘုံကိုပြောင်းလဲသွားတယ်နောက်ဘုသူရအနေနဲ့အခုတည်ဆုံသွားသောသူတွေကဝိညာဉ်နဲ့စိတ်နဲ့အနေနဲ့ပဲအေးချမ်းစွာနဲ့ဖခင်ရဲ့ရင်ခွေမှာရှိနေတယ် ဒါကိုတက်တာလုံးနဲ့ပထမဆုံးအခန်းကြီး၄မှာတွေ့ရမှာဖြစ်တယ်။တခင်ဖျားကိုတော်တိုင်းကောင်းကင်ဘုံကဆင်းကြွပြီးတော့မှချီဆောင်သိမ့်စီမယ်။ထိုချီဆောင်သိမ့်စီတဲ့အခါမှာဒီမြေကြီးမှာကြံနေတဲ့ခန္ဓာတွေဘိုးဘေးတန့်ရှင်းသူတွေကဥစွာထားမြောက်ပြီးမျက်စိတမိတ်တွဲမှာပဲကြံရှိသောသူတွေကလည်းဒီမပုတ်ပြတ်နိုင်သောခန္ဓာဖြစ်ပြောင်းလဲပြီးတခင်ဖျားနဲ့အတူနေစေခြင်းကချီဆောင်သိမ့်စီမယ်လို့ဖော်ပြထားတယ်။ထိုအချိန်မှာ perfect ခန္ဓာဖြစ်မှာဖြစ်တယ်။ဒီအချိန်မှာတော့ကွယ်လွန်သောသူတွေက เนาะဖရားရဲ့ယင်ခွေမှာအေဂျင့်ဆိုတာအနားယူပြီးတော့မှချီးမွမ်းကိုကိုယ်နေခြင်းဖြစ်တယ်ခုနလိုမြေကြီးခန္ဓာနဲ့ပေါင်းစည်းပြီးတဲ့အခါမှသာလေဗျာဒိတ်ကျန်20မှာသခင်ဖျားနဲ့တူเนาะနှစ်တစ်ထောင်ကာလမှာစူးစမ်းရမယ်ပလင်ဖြူများတော့လေမြင်နေထိုသူတို့ကစီရင်ပိုင်တော့အခွင့်ရှိတယ်ဆိုတဲ့အရာလေဒီထမြောက်ပြီးကာလမှာပဲဖရားနဲ့အမှုတော်မှာအတူတူကပါဝင် လှုပ်ဆောင်ရမယ်ဆိုတာတွေ့ရတယ်ဗောနော်ဒါကိုလေ့လာစားအချုပ်အနေနဲ့တော့ယုံပြီးကြိုက်တာလုံးမဟုတ်ပါဘူးသခင်ရှိကိုယုံကြည်ကြောင်းမိမိရဲ့ကောင်းသောအချက်နဲ့သက်တည်ပြရမယ်ဖြစ်ကြောင်းရှင်ရကုန်ပါလေဖော်ပြထားပါတယ်ဒါကြောင့်မလို့ဈာနာရဲ့နှုတ်ကပတ်တော်အဖြစ်ရောက်စရာဖျားရှိကောင်းကြီးပေးပါစေ